ရေဖြူမျိုးနယ်ထဲကဒဝဲထူးစီပွားရေးစုဒေတာကိုစက်ကြောင်းထိုးနေတဲ့စကောက်စီတက်ကဖမ်းသွားတဲ့ရေဖြူဒေတာခံမျိုးသားအမျိုးသမီး12ဦးထက်မနည်းဟာ၃ရက်အကြာမေလ30ရက်နေ့ထိပြန်မလွတ်လာသေးဘူးလို့ဒေတာခံတွေကပြောပါရယ်။ရေဖြူမျိုးကနေဒဝဲထူးစီပွားရေးစုကိုစက်ကြောင်းထိုးလာတဲ့စကောက်စီတက်ဟာမေလ28ရက်နေ့မှာဒေတာခံတွေကိုစက်ကြောင်းနဲ့အတူဖမ်းဆီးခေါ်ဆောင်သွားတာပါ။ အဖမ်းခံရတဲ့ဒေသခံတွေဟာရလိုင်းရွာကဒေသခံအမျိုးသားအမျိုးသမီး6ဦးခမောင်းချောင်းရွာသား3ဦးထက်မနည်းနဲ့ပဲခေါ်စောရွာကဒေသခံ3ဦးတို့ကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံအမျိုးသမီးတဦးကပြောပါရယ်ရေဖြူဒေသခံတွေကိုဖမ်းဆီးခေါ်ဆောင်သွားတဲ့စကောက်စီတပ်ကအေကနီရွာနီးတဝိုက်မှာရောက်ရှိနေပြီးမေလ29ရက်နေ့မနက်ပိုင်းကစလို့တော်လိုင်းတပ်တွေနဲ့နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတယ်လို့ဒေသခံအမျိုးသားတဦးကဆိုပါရယ် စက်ကောက်စီတက်စက်ကြောင်းဟာဒီကနေ့မေလ30ရက်နေ့နေ့လယ်ပိုင်းမှာတော့အီကနီယွာကနေပြန်စုပ်ခွာနေပြီးဖန်စီခံရတဲ့ဒေတာခန့်တွင်ကိုလည်းစက်ကြောင်းနဲ့အတူဖန်စီခေါ်ဆောင်နေတာကိုတွေ့ရတယ်လို့ဒေတာခန့်တချို့ကပြောပါရတယ်။